မူးယူးကွဲပြဲရတာကိုမှစိတ်နှစ်သက်တဲ့တိရစ္ဆာန်များနံပါတ်၁အနေနဲ့ကတော့ဘိန်းဆွဲနေတဲ့ငန်းတွေပဲဖြစ်ပါတယ်အခုမြင်နေရတဲ့ဘိန်းဆိုင်ခင်းလေးတစ်ခုပါဆိုရင်ဘိန်းဆွဲနေတဲ့ငန်းတစုကြောင့်တော်တော်လေးဒုက္ခရောက်နေရပါတယ်တခါတော့ငန်းတစုကနွေရာသီအတွက်စကြက်ရှာရင်းနဲ့ဘိန်းဆိုင်ခင်းကြီးတစ်ခုတွေကိုဝင်ရောက်ကြက်စားခဲ့ပါတယ်အဲ့ဒီမှာငန်းတွေလည်းဘိန်းစားရတာကိုကြိုက်သွားပြီးတော့နေစဉ်ရက်ဆက်လူလူကိုစိုက်ခင်းနဲ့လာပြီးဘိန်းတွေစားကြပါတယ်ငန်းဆိုလို့တကောင်းနှစ်ကောင်းတော့မဟုတ်ပဲနဲ့ယာနဲ့ခြည်တဲ့ငန်းအုပ်ကြီးကလာပြီးကွဲပြဲနေကြတာဖြစ်ပါတယ် တချို့ကောင်တွေဆိုရင်ဘိန်းကွဲပြီးလမ်းတော်မလျှောက်နိုင်တော့လို့ဆေးကားမှာလိုက်ပုတ်ပေးနေရတယ်လို့ဆိုပါတယ်။အခုဆိုရင်ဒီငန်းတွေစားသွားတဲ့ဘိန်းပင်တွေရဲ့တန်ဖိုးကဒေါ်လာတောင်းနဲ့ချီရှိနေပြီလို့သိရပါတယ်။ဘိန်းဆွဲနေတဲ့ငန်းတွေကိုဘလို့ဘိန်းဖြတ်ပေးရမလဲမသိလို့ပိုင်ရှင်တွေလည်းတော်တော်စိတ်ညစ်နေပြီလို့ဆိုပါတယ်။နံပါတ်1အနေနဲ့ကတော့ဆေးဆွဲနေတဲ့မြောက်တွေပါ။ခုမြင်နေရတဲ့မြောက်အမျိုးအစားတစ်မျိုးကတော့ဆေးကွဲနေရတာကိုကြိုက်တဲ့မြောက်ဆိုပြီးတော့နာမည်ကြီးပါတယ်ဟမ်ဒီမြောက်တွေကကင်းချိန်များလိုက်ဖမ်းရတာကိုတော်တော်လေးကြိုက်ကြတာပါစားကြင်လို့တော့မဟုတ်ပါဘူးဆေးကွဲကြင်လို့ဖြစ်ပါတယ် ဒီလိုမျိုးကင်းချိန်များတွေကိုဖမ်းပြီးသွားရင်လုံးဝမျိုးမချပဲနဲ့ဗဇက်နဲ့တစ်ချက်လောက်ပဲကိုက်ပြီးတော့ခနာကိုအနှံ့ကိုပုတ်လိုက်ကြပါလေကင်းချိန်များတွေမှာပါတယ်ဆရာနိုင်ဆိုတဲ့အစိတ်ကဒီမြောက်တွေကိုဟိုက်သွားစီလိုပဲဖြစ်ပါတယ်အဲတချို့ကောင်းနေဆိုရင်တနေ့တနေ့ဒီကင်းချိန်များပဲလိုက်ရှာနေပြီးတော့နှက်ပြတက်ဖို့ပဲစဉ်းစားနေရလို့ဆိုပါအကြောင်းလူချင်းမျိုးလည်းနှက်ပြတက်ဖို့ဘတ်ဂျက်မရှိဘူးဆိုရင်ကင်းချိန်များနဲ့စမ်းတက်ကြည့်ကြဖို့အကြံပေးချင်ပါတယ်။ Okay ။နံပါတ်3မိနစ်ကတော့အရက်ဆွဲနေတဲ့ခွေးပါ။ UK နိုင်ငံကဒီခွေးလေးကတော့လူချင်းမျိုးလိုပဲအရက်ဆွဲနေတာဖြစ်ပါတယ်။ ဒီခွေးလေးอ่ะဆိုရင်အသက်2နှစ်အရွယ်ကလေးကအရက်ဆွဲနေတာဖြစ်ပြီးတော့သခင်ပြည့်သူကြောင့်တောက်တက်သွားတာပါသခင်ပြည့်သူကသူ့ရက်တောက်တိုင်းမှာခွေးလေးကိုပါငှိတိုက်လေးရှိတာကြောင့်ခွေးပါအရက်ဆွဲသွားတာဖြစ်ပါတယ်သခင်ကတော့မသိပေမဲ့သူ့ခွေးကတော့တရက်အရက်မတော့အောင်ရင်းခိုက်ထားသလိုပါဖြစ်ဖြစ်နေလို့အရက်ဖြတ်ဆန္ဒကိုပါပို့ပေးလိုက်ရပါတယ်ဆရာဝန်တွေလည်းဒီခွေးလေးကိုအရက်ဖြတ်ဖို့အတွက်တလားကျော်လောက်အချိန်ယူပြီးပါဖြတ်လိုက်ရပါတယ်လူချင်းမတို့လည်းအိမ်မှာခွေးတွေပါတယ်ရှိရဆိုရင်အရက်တွေရှောင်မတိုက်ကြဖို့အကြံပေးကြပါတယ်နှစ်ယောက်စာကုန်နေမှာဆိုလို့မမလီနီနဲ့ကတော့အရက်သမားဖြစ်နေတဲ့မြောက်တွေပါ ကာရေဘီယံကျွန်းစုဒေသတွေမှာဆိုရင်ပင်လယ်ဓားတွေတင်းရှိတာမဟုတ်ပဲねမြောက်ဓားတွေပါရှိတယ်လို့သိရပါတယ်ဒီကျွန်းတွေကပါရာဘီအပန်းဖြေလို့ကောင်းတဲ့ဘားတွေပေါ်လို့ခီးသွွားအများစုလာရောက်လည်ပဲလေးရှိပါတယ်ဒါပေမဲ့ခီးသွွားတွေအနေနဲ့တခုတော့သတိထားဖို့လိုအပ်ပါတယ်အကြောင်းကတော့အရက်ဆွဲနေတဲ့မြောက်တွေရှိနေလို့ပါဒီကန်းကြီးကညောက်တွေကလာသမျှလူတွေစီကအရက်တွေကိုလူတောက်ရင်းနဲ့တဖြည်းဖြည်းအရက်ဆွဲလာကြတာဖြစ်ပါတယ်။အရက်မြင်တာနဲ့လူတောက်လုံးလို့လူတွေလည်းကန်းကြီးမှာအရက်မတောက်ရဲလောက်အောင်ဖြစ်နေပါပဲ ။တချို့မြောက်နေဆိုရင်အရက်ဘားတဲ့အထိပါဝင်ဝင်ပြီးတော့အရက်တွေအတင်းလူတောက်ကြတယ်လို့ဆိုပါတယ်။ကြည့်ရတာအရက်သမားတွေတည်လို့မြောက်ဖြစ်လာတဲ့ပုံရပါတယ်။နံပါတ်9အနေနဲ့ကတော့နို့ဆွဲနေတဲ့ကြောင်ပါ။နို့ဆွဲနေတယ်ဆိုတာကတော့အခုနအရက်ဆွဲနေတဲ့ခွေးထက်ဆိုင်ရင်နည်းနည်းတော်သေးတယ်လို့ဆိုရမှာပါ။ဒီကြောင်လေးကိုတော့တခင်ဖြစ်တဲ့သူကလမ်းပေးရနေမွေးစားထားခဲ့တာဖြစ်ပါတယ်။သူတို့ချင်းမှာနို့တိုက်ရမယ့်အရွယ်ပဲရှိသေးတာမို့လို့ပိုင်ရှင်လေးစိတ်နှုတ်တွေစတိုက်ချခဲ့ပါတယ်။အဲအဲ့ဒီကနေစပြီးတော့ကြောင်လေးကစိတ်နှုတ်ကိုဘိန်းဆွဲသလိုဆွဲသွားပြီးတော့နေ့တိုင်းစိတ်နှုတ်ပဲတောက်ပါတော့တယ် တခင်ဖြစ်သူကလည်းတခြားចောင်းစာတွေပြောင်းပြီးជួយကြည့်ခဲ့ပြီမယ်ចောင်းလေးကတော့စိတ်နှုတ်မှစိတ်နှုတ်ပဲဖြစ်ပါတယ်အင်းအဲ့လိုနဲ့တသက်လုံးဘာအစားမှမစားဘဲနှုတ်ပဲတောက်ပြီးတော့ဖြတ်လို့မရတဲ့အချိန်တွေအထိပါဖြတ်သွားခဲ့ပါတယ်အခုဆိုရင်တော့အဲ့အောင်နှုတ်ဘူးတန်လန်းနဲ့အိတ်နေပြီလို့သိရပါတယ်ပေါ့အဆုံးလေးကြည့်ပြီးရတော့အားလုံးကိုကျေးဇူးတင်ပါတယ်